ရီးမားလိပွဲစဉ်6ဘရန်ဖို့နဲ့မန်ယူနိုက်တက်မင်္ဂလာပါကိုခိုင်းစတဖုတ်ဘောရှိုးအနေကျူသူပါရခင်ဗျာကျွန်တော်ကိုခက်မှာစနေနေ့ရဲ့စောသုံးပွဲဖြစ်တဲ့စနေညနေ6နာရီမှာရှင်ပြိုင်ကစားမယ် Brentford Man United ပွဲကြို36ကိုလှုပ်သွားကြပါတယ် key points လေးတွေအရင်ဆွဲထုတ်ကြည့်အောင် Man United အနေနဲ့ Brentford ကိုမဖြစ်မနေအနိုင်ယူသင့်တယ်အနိုင်ယူသင့်တယ်လို့ပဲပြောတာနော်တကယ်လက်တွေ့မှာနိုင်မနိုင်ရတော့ ကျွန်တော်တွေလည်းအာမခံလို့မရဘူး။ဘာကြောင့်နိုင်တဲ့တယ်လို့ပြောတာလဲ။အတင်းတင်းသည်လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ဆိုရင်နိုင်ပွဲဆက်ဖို့လိုတယ်။ဒါကျွန်တော်လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ဆိုတဲ့အပိုင်းကိုပဲပြောတာ။အစုဖလားရရှိမှုတွေဘာတွေပြောသေးတာမဟုတ်ဘူး။အဓိကယူနိုက်တက်သည်လမ်းကြောင်းမှန်ပေါ်ရောက်မနေ။တပွဲနိုင်တပွဲရှုံးတပွဲသည်ဒါမှမဟုတ်လေနှစ်ပွဲလောက်နိုင်ပြီးတော့တပွဲလောက်ရှုံးသွားတာမျိုးတည်ကျသွားတာမျိုးသည်လမ်းကြောင်းမှန်ပေါ်ရောက်ဖို့အဆင်မပြေနေပါဘူး။ပြိုင်ဘက်နီးပြပပ်ဂွာဒီယိုလာကိုကြည့်ပါ။သူတို့အတင်းအဲ့လို ရလက်တွေမတည်ငြိမ်တာတတိထားမိတဲ့အတွက်ကြောင့်လမ်းကြောင်းမှန်တစ်ခုပေါ်ရောက်အောင်တွန်းတင်ပေးနေတယ်။အာစနယ်ကိုတရေကျသွားတဲ့ပွဲမှာဆိုရင်ဂွာဒီယိုလာလက်ထံမှာအက်ဒလောက်ထိ only defense ဆော့တဲ့ပုံကျွန်တော်တကားမှမမြင်ခဲ့ရဘူး။အက်ဒလိုကစားသွားတယ်။ဘာကြောင့်လဲဆိုတော့ तू မရှုံးကျင်တဲ့အတွက်ကြောင့်ပါ။အနည်းဆုံးတရေရလက်ရယူဖို့အတွက်ဥတီခဲ့တာပါ။ဂွာဒီယိုလာရဲ့မာနတွေခဝါချပြီးတော့တောင်ဒီလိုနိုင်ပွဲဆက်ဖို့ဒါမှမဟုတ်လေရလက်မစိုးဘူးဥတီလာတာကိုကြည့်ချင်းအဖြစ်ယူနိုက်တက်နီးပြရူဘင်အမော်ရင်လည်း အတူယူသင့်တယ်အမော်ရီကလည်းချဲစီကိုအနိုင်ယူပြီးတဲ့ပွဲမှာပြောသွားခဲ့ပါတယ်ကျွန်တော်တို့ဒီနိုင်ပွဲကနေရတဲ့ခွန်အားတွေကနေတဆင့်နော်တွန်းအားတွေကနေတဆင့်လမ်းကြောင်းမှန်တစ်ခုပေါ်ရောက်ဖို့ကြိုးစားအားထုတ်မှုပြုမယ်ဆိုတဲ့စကားပါဒါတွေအကုန်လုံးကိုဝေဖန်ပိုင်းခြားကြည့်မယ်ဆိုရင်ကျွန်တော်ကတော့ပြောတယ်လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ဒီပွဲကိုမဖြစ်မနေအနိုင်ယူဖို့လိုတယ်ဆိုတဲ့ဘူတာကိုပဲစိုက်ရောက်သွားပါတယ်ကျော့ဘရန်ဖို့က နိုင်ယူလို့လုံးဝလုံးဝမဖြစ်နိုင်တဲ့အတင်းလားဆိုရင်တော့မဟုတ်ဘူးလို့ပဲပြောပြရတယ်။ Brentford ဒီ Arsenal, Man City, Liverpool, Real Madrid, Bayern Munich, Barcelona မဟုတ်ပါဘူး။ Thomas Frank မရှိတော့တဲ့တာမန်ဘောလုံးအသင်းတစ်သင်းဖြစ်သွားပါတယ်။ Thomas Frank ဒီ Brentford ရဲ့ခေါင်းကိုင်ဖခင်ကြီးပါ။နောက်ဆုံး Thomas Frank ရှိနေတဲ့အောင်မှ Brentford အိမ်ကွင်းမှာနောက်ဆုံး၃ချိန်ဇက်တိုက်နိုင်ပွဲမရထားတဲ့ United အနေနဲ့နိုင်ဖို့ percentage နည်းတယ်လို့ကျွန်တော်ပြောမှာ impossible နီးပါးပဲလို့ကျွန်တော်ဆိုလို့မှာသို့တော်လည်းဒီအချိန်မှာနီးပြ Kate Andrews နဲ့ Brentford ဒီအရန်ယုံကြည်လို့မရတဲ့အသင်းအသင်း ဖြစ်ပါတယ်။စွမ်းဆောင်ရည်ပိုင်းမတည်ငြိမ်ပါဘူး။ချယ်ဆီကိုနိုင်ပြီးဖူလန်ကိုပြန်ရှုံးပါတယ်။ကက်အန်ဒရူးဆိုတာကလည်းလာဟဲ့နောက်ထပ်အရေးသွေးရှိတဲ့နီးပြားတစ်ယောက်ဆိုပြီးဘရန်ဖို့ကခေါ်ခဲ့တာမဟုတ်ဘူး။အရင်တော့ဘရန်ဖို့အသင်းမှာပဲ technical coach လုပ်ခဲ့တာပါ။တနည်းအားဖြင့် Thomas Frank manager ဖြစ်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာသူက technical coach ပါ။အခုအချိန်မှာယာရူးတိုးပြီးသူအသင်းရဲ့ manager ဖြစ်လာတဲ့ Ireland သားတဦးဖြစ်တဲ့ကျွန်တော်တို့ Kit Andrews ကိုအရင်ယုံကြည်လို့မရပါဘူး။ဒီတစ်ကြောင်အနာများနေတဲ့ Brentford ကို United အနေနဲ့ကောင်းစွာလှီးဖြတ် က်စားတောက်တက်ဖို့တော့လိုပါတယ်။ Okay အဲ့တော့ကျွန်တော်နောက်ထပ်ဒီပိုင်းအာရှရဲ့အကျော်ပေးမှုတွေဆက်လက်ဆွေးနွေးကြည့်အောင်။ပေးထားတဲ့အကျော်ပေးမှုကပြဿနာအမတန်အမတန်ကိုများတဲ့အကျော်ပေးမှုဖြစ်ပါတယ်။တရေအရှုံးမှာကျွန်တော်တို့အနေနဲ့နိုင်မယ်လို့တည်ကြနေတရေအရှုံးပေးရအကြောင်းမရှိဘူးပေါ့နော်။တလုံးတဝက်လောက်ဆိုရင်တော့ဒါနိုင်ဖို့တည်ကြတဲ့အကျိုးပေးမှုမျိုးတည်ရအရှုံးကြတော့ပွဲနာနေ့အကျိုးပေးမှု ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပေမဲ့ကျွန်တော်ကတော့တည်ကြဖို့များတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ကြောင့်အာရှဒီကြောပေးမှုပေးရတာဖြစ်ပါတယ်။တိုတယ်ကိုနဲ့တစ်ချက်ပြန်ချိန်ကြည့်မယ်။၃လုံးတဝက်ပျော်ရွှင်ခွင့်ပေးရပါတယ်။ဒီလိုတိုတယ်ကိုမျိုးကအသုံးလုံးအများဆုံးပဲပေါ့နော်။မတော်တဆနှစ်သိန်းပေါင်းတွင်ကို၃ကိုရသွားခဲ့ရင်တဝက်လောက်ပျော်ရွှင်ခွင့်ပေးမယ်ဆိုတဲ့ယူဆချက်နဲ့အကျော်ပေးထားတဲ့ပုံစံမျိုးပါ။ အဲ့ဒါကြောင့်တူတယ်ကိုကအောက်ကူသွားဖို့ပဲများတယ်။အဝမ်းစီးစီးစီးဒါမှမဟုတ်11 2စီးစတဲ့ reset မျိုးတွေပေါ့။တူတယ်ကိုနဲ့ handicap ချိန်ပြီးကျွန်တော်တို့ twin go reset လေးတွေခမန်းကြည့်အောင်။2စီးဆိုတဲ့ပုံစံမျိုးကတော့ဘယ်သေးမှမဖြစ်နိုင်ဘူး။ United 2စီးပဲဖြစ်ဖြစ် Brentford က2စီးနဲ့နိုင်သွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့မလွယ်ဘူးလို့ထင်တယ်။ဖြစ်နိုင်ရရှိတဲ့ reset တွေက1စီးဒါမှမဟုတ်11စီးစီးဆိုတဲ့ reset တွေကများပါတယ်။ United နိုင်မယ်ဆိုရင်တော့မှ အဲ့လိုတကိုးတည်းနဲ့ကတ်နိုင်သွားတဲ့ပုံတံတမျိုးလေးကပိုဖြစ်နိုင်တယ်အဲ့တော့ဟန်ဒီကက်မှာပွင့်လင်းပြောရင်တော့နည်းနည်း risk များတယ်ဗျ ျွန်တော်အကြံပေးချင်တာကတော့ကိုကြိုက်တဲ့အသင်းကိုကိုရွေးချယ်လို့ရတယ်ဒါပေမဲ့ keyboards တွေမှာဘယ်အသင်းကအနိုင်ယူဖို့အတွက်တွန်းအားပုံများတယ်လေတခါလေးကျရင်တွန်းအားကဖိအားဖြစ်စေတယ်လို့တွန်းအားကပဲကျွန်တော်ခွန်အားဖြစ်စေတာကိုသတိပြုရပါလိမ့်အဲ့တော့ United အသင်းကစားသမားတွေအနေနဲ့ဒီတွန်းအားကိုဖိအားဖြစ်မပြောင်းလဲပဲနဲ့ခွန်အားဖြစ်ယူပြီးတော့အနိုင်ယူကြော်ဖြတ်ရပါလိမ့်ကျွန်တော်ကတော့ Manchester United ပဲကြိုက်တယ်တရေ90တရေရပိုတော်ပတ်သနစ်များနိုင်တယ်တရေ80အနိုင်20ဆိုရင်တော့မှကျွန်တော်အဲ့ဒီအနိုင်20တဲ့ United အသင်း ကိုရွေးချယ်ပြရသည်ခင်ဗျာ။ကဲနောက်ထပ်ဒီမှာဒီသင်ကြားရတဲ့ဂိမ်းနဲ့အချက်လက်တွေဟတ်တူအထိတ်တိုက်တွေ့ဆုံမှုကိုကျွန်တော်ညီကိုတွေတေချာနားထောင်ကြည့်ပါ။နောက်ဆုံး၉ချိန်ထိတ်တိုက်တွေ့ဆုံမှုမှာ Brentford က၂ချိန်နိုင်တယ်၊ United က၅ချိန်နိုင်ပြီးတည်ရင်၂ချိန်ကြတာတယ်။ဒါပေမဲ့ Brentford ရဲ့အိမ်ကွင်းမှာနောက်ဆုံး၃ချိန်တွားရောက်ကစားတဲ့နေရာမှာ United သည်အနိုင်လုံးဝမရထားပါဘူး။ပြီးခဲ့တဲ့ဘောလုံးရသည်ဒုတိယအကြော့မှာ Brentford ရဲ့ကွင်းမှာပဲ4-3ဆိုတဲ့ရလဒ်နဲ့ မန်ယူနိုက်တက်တို့ရှုံးခဲ့ပါတယ်ကျွန်တော်တနစ်ကျော်တော့ဘရန်ဖို့ရဲ့အိမ်ကွင်းမှာ1-1တီကြာခဲ့ပြီးတော့2022တုန်းက4-0နဲ့ရှုံးခဲ့ပါတယ်အဲ့အတွက်ကြောင့်ဘရန်ဖို့ရဲ့အိမ်ကွင်းရောက်တိုင်းယူနိုက်တက်တို့ဒီခဲရခဲစေရုံးကန်ရလေးရှိတယ်ဆိုတဲ့သဘောမျိုးပါပဲအိမ်ကွင်းမှာဆိုရင်တော့ဘရန်ဖို့ယူနိုက်တက်ကပြန်ပြီးအနိုင်ယူလေးရှိပါတယ်ဟတ်တူအထိတဲ့တူဆိုမှုမှာ overall ကိုပြောမယ်ဆိုရင်ယူနိုက်တက်အသာကြီးရတယ်ဆိုပေမဲ့ဘရန်ဖို့အိမ်ကွင်းကို highlight လုပ်ပြီးပြောမယ်ဆိုရင် United တို့အသာစီမရပါဘူး Brentford ကဟတ်တူဟတ်မှာပိုတာ ပါတယ်နောက်ထပ်တစ်ပိုင်း Brentford တင်းရဲ့အခုနောက်ဆုံးကစားတာတဲ့6ပွဲရလက်နောက်ဆုံး၄ပွဲမှာ Brentford 9ပွဲပျောက်ထားပါတယ်အဲ့ဒါလောက်ထိ အခြေအနေစိုးတာပါ Chelsea ကိုတူးတူးတေးကြပြီးကျွန်တော် Fulham ကို3-1နဲ့ရှုံးတယ်ဂျားထဲမှာ EFL ကကစားခဲ့ရတယ်ကျွန်တော် Aston Villa ကို1-1တေးကြတယ်ရှေ့မှာ Sunderland ကို2-1နဲ့ရှုံးထားတယ်သူတို့အနေနဲ့ရာသီအစတော့ပွဲနှစ်ပွဲကိုပဲနိုင်ခဲ့တာပေါ့နော်ဒါဘုံမောက်ကို2-0လို့ Aston Villa ကို1-0လို့ဒီပွဲတွေရဲ့နောက်ပိုင်းမှာ၄ပွဲသက်တိုင်နိုင်ပွဲပျောက်ထားတဲ့အတွက်လက်ရှိ current form ကလည်း Brentford အတင်းတော်တော်အခြေအနေစိုးတယ်လို့ပြောရမှာပါ United အတင်းကလည်းလုံးလဲချလဲလိုက်နေတာနိုင်လိုက်ရှုံးလိုက်တည်ကြလိုက်နေဖောင်မကောင်းပါဘူးနောက်ဆုံး6ဘ 6ပွဲမှာ2ပွဲနိုင်2ပွဲတည်2ပွဲရှုံးထားတယ်ဒီတက်မှာမှာနောက်ဆုံး3ပွဲကိုကျွန်တော်တို့ပြန်လဲပိုင်းခြားကြည့်မယ်ဆိုရင်2ပွဲနိုင်ပြီးတော့2ပွဲရှုံးထားတယ်နှစ်သင်းလုံးကတော့တိတ်ပြီးတော့မတိမ်မြင်းပါပဲဖောင်အားဖြင့်မကောင်းကြဘူးပေါ့နော် နောက်ထပ်တစ်ပိုင်းက Brentford ရဲ့အိမ်ကွင်းရလနောက်ဆုံး3ပွဲမှာ Brentford ဒီအိမ်ကွင်းမှာတောက်လျှောက်မရှုံးထားပါဘူး Aston Villa နဲ့ဝမ်းဝမ်းတည်ကြတယ် Chelsea ကိုတူတူတည်းကစားရပြီးကျွန်တော်နောက်ဆုံး Aston Villa နဲ့ပဲ EPL မှာ1-0နဲ့အနိုင်ရတာတယ်။အိမ်ကွင်းကစားအားကောင်းပါတယ်။ United ရဲ့အဝေးကွင်းရလဒ်ကတော့အချင်းနေပိုဆိုးတယ်။အဝေးကွင်းမှာ Premier League 3ပွဲကစားရတဲ့တပွဲမှအနိုင်မရတော့ဘူး။နှစ်ပွဲသေးကြပြီးတပွဲရှုံးထားတယ်။အဲ့ဒါကြောင့်ကိန်းကနန်းအချက်လက်ရဆိုရင်ကျွန်တော်တွေက Brentford အသင်းကိုအားပေးခြင်းစရာပုံစံမျိုးဖြစ်ပါတယ်။ United ဒီကိန်းကနန်းအချက်လက်ဒီမှာအတိတ်သမိုင်းအကြောင်းအရာပဲဖြစ်ဖြစ်လက်ရှိ current အနေထားပဲဖြစ်ဖြစ် Brentford ကိုရှင်နိုင်တဲ့ပုံစံမျိုးမရှိပါဘူး။အိမ်ကွင်းအားသာချက် Brentford ပိုရှိတယ်လို့ United ရဲ့အဝေးကွင်းဆွဆောင်ရရလဲမကောင်းဘူးဗျအဲ့တော့ကြောင့်ဒီပွဲက risk ယူပြီးတော့ အားပေးရမှာပါနောက်ဆုံးမှကျွန်တော်ဗျော်မိုင်းချင်းကမှုအနေနဲ့လှုပ်လိုက်ရအောင်မန်ယူနိုက်တက်အနေနဲ့ဘင်းတော်ဖောင်ဖြတ်ကစားတဲ့ဟန်မျိုးကိုတော့ကျွန်တော်ကအနေငယ်ဖြတ်စီခြင်းနဲ့ရလက်ပိုင်းဥတီရမယ်ဆိုပေမဲ့လည်းတချို့အသင်းတွေရဲ့ယူရချက်နဲ့ကွာတယ်နော်ဟာအာကြီးကလည်းအဲ့လိုကစားတယ်မန်စီးတီးကလည်းအဲ့လိုကစားတယ်ဆိုပေမဲ့ယူရချက်ချင်းမတူဘူးဟိုအသင်းတွေကအမှတ်စုဆောင်းနေတဲ့ level မျိုးဒါတာယူနိုက်တက်ကိုကျွန်တော်ကလက်ရှိ current အခြေအနေကိုပဲပြောတာနော်ယူနိုက်တက်ကကျတော့လမ်းကြောင်းမှန်ကိုရောက်ဖို့အသေးအံစူးစမ်းနေရတဲ့အခြေအနေမျိုးမှာအဲ့လိုမျိုး form တစ်ခုလေးပေါ်အောင်ပေါ့နော်ကောင်းကောင်းမွန်မွန်ကစားတင်တယ်အချက်စီ ကိုအနိုင်ယူခဲ့တဲ့ပွဲတော့ဆိုဗျာကျွန်တော်အားမရဘူးချယ်ဆီကိုအတာသီးရပြီးတော့ကစားနေနိုင်ရမှာတယောက်ကိုအထုတ်မခံသင့်ခဲ့ရအောင်အဲ့တော့အခုပွဲစဉ်မှာ Brentford ကအဲ့လိုပိတ်ပြီးတော့ကစားမဲ့အတင်းတင်းရလက်ပိုင်းကိုဥတီစော့ခြင်းပေမဲ့ဟိုကလည်းရလက်ပိုင်းကိုဥတီပြန်စော့တဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်ထင်သလောက်မလွယ်ဘူးအဲ့တော့ပြိုင်ဘက်ရဲ့အခြေအနေပေါ်မူတည်ပြီးကစားတင်တယ်ရလက်ပိုင်းဥတီပြီး low block deep block ကစားပြီးတော့ driver stay နဲ့เนาะ direct counter attack နေနဲ့ကစားမဲ့အတင်းကိုငါတို့ကလည်းအဲ့ဒီပုံစံတစ်ဖက်ပြန်ကစားမယ်ဆိုဘရိုအဲ့ဒီပွဲကတည်ရပဲတင်းနဲ့တင်းက ချောင်းပြီးစော့နေရတဲ့ပုံစံမျိုးနဲ့အချင်းပြေမှာမဟုတ်ရူဘင်အမော်ရီမှာအစွမ်းစားတွေရှိပါတယ်သူစပေါ်တင်လစ်ဘွန်ကပုံတံမျိုးတောက်လျှောက်ဟိုက်ဘရစ်ပေးပြီးတော့အဲ့လိုအသင်းငယ်တွေကိုကစားပါကဲတဲ့အသင်းတွေတော့ကွာတာပေါ့ဗျာဘရက်ဖို့လိုအသင်းမျိုးကြတော့အဲ့လိုကစားလို့ရတယ်ကွင်းလယ်မှာကစားသမား၄ယောက်လောက်ထိလုံးဝ high line တင်ပြီးတော့နောက်ခံကစားသမား၂ယောက်နဲ့ကွင်းလယ်ကစားသမား၂ယောက်နဲ့ဖိပြီးကစားတာအမှန်တကယ်၄ယောက်ကျွန်တော်ဝင်းဘက်တွေနဲ့ပေါင်းလိုက်ရင်အလုံးမ6ယောက်လောက်ရှိတယ် လုံးဝ highlight တင်ပြီးတော့ဆော့ထားတာအဲ့ပုံတရံမျိုးဆိုရင်ပြိုင်ဘက်အတင်ကစားခတ်ပါတယ်တနည်းအားဖြင့်ပြိုင်ဘက်ရဲ့ opposition half team မှာပဲဘောလုံးအမီးရပြန်ယူပြီးတော့ဖိအားပေးကစားတဲ့ hand မျိုးပါဒါမဲ့တကယ်ကစားတဲ့အချိန်ကျရင်အဲ့လိုဖြစ်မဖြစ်ရတော့ပြောလို့မရဘူးဒါတည်းကကျွန်တော်ကြိုတင်ခတ်မှန်းနေတဲ့အတွက်ကြောင့်လွယ်လဲမလွယ်ဘူးအနည်းချုပ်ချင်တာဒီပွဲတင်မှာ United ကိုအားပေးရင်တော့ Anier တော့များတယ်ဒါမဲ့လည်းနိုင်ဂျီရှိတဲ့အတင်းဆိုရင်လည်းကျွန်တော် United ကိုပဲရွေးချယ်ပေးချင်ပါတယ်